ကျမ်းမာတော်မူကြပါစားခင်ဗျာယခုချိန်မှစတင်ပြီးဒီကနေ့မေလ17ရက်နေ့နေ့လည်ခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရောင်ပါပထမဦးဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့ဒူကောင်းဆောင်ရန်ကုန်မှာပွဲတက်နေချိန်တက်စကန်များအသိခံရကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာမေလ9ရက်နေ့မှာကြာရောက်တဲ့ရုရှားနိုင်ငံရဲ့မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ180ပြည့်ကိုရန်ကုန်မြို့မှာရှိတဲ့ Lotte Hotel မှာဂျမန်နေ့ကကျင်းပခဲ့ရာစစ်ကောင်စီဒုဗိုလ်ချုပ်မူကြီးဆိုးဝင်းတက်ရောက်ခဲ့ကြောင်း စစ်ကောင်စီကတရင်ထုတ်ပြန်ပါတယ်။နိုင်ငံအတွင်းဖြစ်ပွားနေတဲ့တိုက်ပွဲများနဲ့စစ်ရေးများကိုအဓိကကင်တွယ်နေရတဲ့ဒုစစ်ကောင်ဆောင်ရင်းတို့အခမ်းအနားတက်ရောက်နေချိန်မှာယမန်နေ့က KNU ရဲ့ဗိတ်တဝဲခရိုင်ရဲ့ခရိုင်ဌာနချုပ်တက်မဟာဌာနချုပ်ဟောင်းဖြစ်တဲ့တီခီနေဆက်ဖြူဟာတက်စကန်ကရင်ပြည်နယ်ဖအံခရိုင်ပိုင်ကျုံတာကရယ်မြို့နယ်ခလာရ24အခြေချတက်ဆွဲထားတဲ့လေးပနာဒီခေါ်တခေါ်ပီခွိတက်စကန်များကို KNL KNDO ပူးပေါင်းတက်များကအပြီးသက်တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ပဲခူးတိုင်းရွှေကျင်မြို့နယ်အခြေစိုက်အမှတ်968ချင်းမြန်တရင်ဌာနချုပ်ကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ပူးပေါင်းတပ်တို့ကသိမ်းပိုက်နိုင်ခဲ့ပါတယ်။နှစ်ရှစ်စီပြည့်ရင်းမြစ်နီချီတက်ပွဲအထိမ်းအမှတ်ညစာစားပွဲအခမ်းအနားကိုစစ်ကောင်စီအဖွဲ့ဝင်မှန်းကြီးမောင်ရန်ကုန်တိုင်းဝန်ကြီးချုပ်ပြည်သူ့ပါတီမှဦးကိုကိုကြီးနဲ့ပြည်တော်စုကြန့်ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီမှဦးခင်ကြီးတို့လည်းတက်ရောက်ခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။ နောက်ထပ်သိရှိရတဲ့သတင်းတစ်ပုဒ်ကတော့အင်အားသုံးထိုးစစ်ဆင်နေတဲ့စစ်ကောင်စီတပ်ဖားကတ်တိုက်ပွဲအတွင်အထိနာနေကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာကချင်ပြည်နယ်ဖားကတ်မြို့နယ်တိုက်ပွဲများအတွင်ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ရဲ့တိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်အထိနာနေတယ်လို့စစ်ရေးသတင်းအရင်းမြစ်ကပြောပါတယ်ဧပြီလကလေးကဖားကတ်မြို့နယ်အတွင်စစ်ကောင်စီတပ်ပြည်သူစစ်ပူးပေါင်းတပ်များကထိုးစစ်ဆင်လျက်ရှိရာမှာမေလဒုတိယပတ်တိတိုက်ပွဲပြင်းထန်နေပါတယ် ဖကန်လန်တိုက်ပွဲစစ်ကောင်စီတပ်အထိနာပြီးတက်ပြန်ဆုတ်ရစက္ကဆတက်ဆုတ်နေရတယ်။ကက်မွန်ဇုအထိတက်လန်ကြနေဖကန်ကိုစစ်ရင်အဖြစ်တင်းပြီးပြန်လဲထိန်းချုပ်ချင်းနေတာဝေခါမွန်နဲ့စိုင်းတောင်ကျန်နေရတွေကို ပြန်လဲရယူထိန်းချုပ်ဖို့ပါလို့ကချင်စည်ရေးတရင်အရေးမြစ်ကပြောပါတယ်။ကက်မော်ကြီးရွာမှာမေလ၈ရက်နေ့ကတနေကုန်တိုက်ပွဲ ပြင်းထန်ခဲ့ပြီးစစ်ကောင်စီတပ်ဆွဲရနေရာတချို့ကို KIA ကတင်ပိုက်ထားပါတယ်။စည်ရေးအခြေအနေအသေးစိတ်အခြေအနေကိုမသိရပေမဲ့ဖကန်မြို့နယ်အတွင်း မေလာတိုက်ပွဲများမှာစစ်ကောင်စီတပ်ကတေဆုံးထိခိုက်များပြားခဲ့တယ်လို့ကချင်သတင်းရင်းမြစ်တူကပြောပါတယ်။အခြားစီရေးသတင်းရင်းမြစ်ကလည်းစစ်ကောင်စီအနေနဲ့၎င်းတို့ရဲ့ဖားကန့်ဒေတာပြန်လည်ထိန်းချုပ်နိုင်ရင်စီရေးရှိမှန်းချက်အတိုင်းအကောင့်ထဲမပေါ်နိုင်ပဲတက်ပြန်ဆုတ်နေရတယ်လို့ပြောပါတယ်။မေလာ9ရက်ကက်မွန်နဲ့တရားညီနောင်ကြားတိုက်ပွဲမှာလည်းစစ်ကောင်စီတပ်ထိခိုက်တေဆုံးမှုရှိခဲ့တယ်လို့ဆိုပါတယ်။မေလာ9ရက်ကဖားကန့်လမ်းမိုင်းကက်မော်ရွာတိုက်ပွဲမှာ စစ်ကောင်စီတပ်အထိနာခဲ့တယ်လို့ကချင်သတင်းအရင်းမြစ်ကပြောပါတယ်။မေလာတရက်ဖားကက်မြို့နယ်လဝါကြီးရွာတိုက်ပွဲမှာလဲစစ်ကောင်စီတပ်တေဆုံးမှုရှိပြီးလက်နက်ခဲယမ်းများတင်ဆက်ရမိတယ်လို့သတင်းအရင်းမြစ်တို့ကပြောထားပါတယ်။ဧပြီလ24ရက်ဖားကက်လမ်းမိုင်းမအူပင်ရေကာတာတိုက်ပွဲအတွင်းစစ်ကောင်စီတပ်အထိနာခဲ့ပြီးလက်နက်ခဲယမ်းများစွာတင်ဆက်ရရှိခဲ့တယ်လို့စစ်ရေးသတင်းအရင်းမြစ်တချို့ကအတည်ပြုပါတယ်။အထိနာတဲ့စစ်ကောင်စီတပ်ဟာ ကက်မော်ယွာနီဆိုင်ဖရာကြေးယွာမှာရှိနေပြီးရှေ့ဆက်တိုးလာနိုင်တယ်လို့သတင်းရင်းမြစ်ကအတည်ပြုထားပါတယ်။ဖားကန့်မရောက်သေးပါဘူး။တောင်ဆတ်တက်တဲ့နေရာလို့ပြောလို့ရတဲ့နေရာပေါ့။ဆိုင်ဖရာယွာတဒန်းညီနောင်ကနေဖားကန့်ဘက်ကိုတောင်ဆတ်တက်ရတဲ့နေရာပေါ့။တဒန်းညီနောင်ကြော်ရင်ဆက်ကဆတည်ရင်းတက်တက်ပါပဲ။အားလုံးကပြစ်ကွင်းထဲမှာကြီးပါ။1980နောက်ပိုင်းဖားကန့်လန်တိုက်ပွဲမှာဆက်ကဆတက်အတီအပြောက်အများဆုံးနေရာရုံးတောင်နဲ့နန်းတိန်ကြားကနေရာတွေပဲ။အတူအပြက်တွေနဲ့တည်ကြရတဲ့ဆက်ခတ်တင်းကြိုင်နေရာတွေပေါ့ ညက်ပြစ်ခံရတဲ့နေရာမျိုးရင်ကွဲတောင်ပုံစံတွေလေးလို့ကချင်တရင်ရင်းမြစ်ကစစ်ကောင်စီတပ်များကြုံရနိုင်တဲ့အခြေအနေကိုပြောပြပါတယ်။ KIA ကဖားကန်တိုက်ပွဲအကြောင်းအသေးစိတ်ထုတ်ပြန်ဖော်ပြခြင်းမရှိပေမဲ့လည်းကာမိုင်းမြို့မှာရှိတဲ့စစ်ကောင်စီတပ်ဟာအင်အား900ခန့်နဲ့မေလတရက်နေ့မှာထိုးစစ်ဆင်လာတဲ့အတွက် KIA ကခုခံတိုက်ခိုက်လျက်ရှိရာမှာတိုက်ပွဲပြင်းထန်ခဲ့ပြီးဖားကန်ကာမိုင်းလမ်းကိုလည်းနှစ်ဖက်ပိတ်ထားကြောင်းသိရှိရပါတယ်။ဒါပြင်နန်ယာချီရွာနီတိုက်ပွဲအတွင်း နှစ်ဖက်တိုက်ကြဆုံမှုရှိခဲ့ပြီးစစ်ကောင်စီဘက်ကတေဆုံမှုများကြောင်းလဝါကြီးရွာအနီးစူတောင်းတောင်မှတက်ဆွဲထားတဲ့စစ်ကောင်စီနဲ့မင်းစီတန့်ပြည်သူစစ်ကိုလည်းမေလ၂ရက်နေ့မှာတိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနရဲ့မေလ၄ရက်ညပိုင်းသတင်းမှာဖော်ပြထားပါတယ်စစ်ကောင်စီမင်းစီတန့်ပြည်သူစစ်နဲ့လီစုဒူးလေးပြည်သူစစ်ဟာလဝါခွန်ဆန်ရန်ရွာမှနေအိမ်များကိုမိရှို့ဖျက်ဆီးခဲ့ရမှာအင်ဂျင်နီယာကျော်ဖျက်ဆီးခဲ့တယ်လို့အသိပေးထားပါတယ်ခင်ဗျာ နောက်ထပ်သိရှိရတဲ့သတင်းကတော့နေဇက်ကဆစ်စကန်တစ်ခုကို KNL ဥဆောင်တဲ့ပူပေါင်းတပ်ထက်မှန်ထိုးစစ်စင်တိုက်ပွဲတွေကြောင့်ထိုင်းဘက်ကိုစစ်ရှောင်း300ကျော်ထွက်ပြေးခိုလုံခဲ့ရကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ KNL နဲ့ပူပေါင်းတပ်တွေကနေဇက်အနီးကစစ်တပ်စကန်တစ်ခုကိုသိမ်းပိုက်ပြီးတရက်အကြာမှာပဲအခြားစကန်တစ်ခုကိုဆက်လက်ထိုးစစ်ဆင်နေပြီးတိုက်ပွဲတွေဖြစ်ပွားလာတာကြောင့်မေလ၁ရက်နေ့မှာထိုင်းနိုင်ငံကစစ်ရှောင်း300ကျော်လောက်ထက်မှန်ထွက်ပြေးခိုလုံလာခဲ့တယ်လို့ထိုင်းအာဏာပိုင်တွေကပြောပါတယ်မေလ၁ရက်မနေ့အစောပိုင်းမှာ ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့လက်နက်ကင်အင်အားစုဖြစ်တဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ဥဆောင်တဲ့ပူးပေါင်းတပ်တွေနဲ့အာဏာသိမ်းစစ်ကောင်စီတပ်တို့ကြားတိုက်ပွဲတွေကြောင့်စစ်ရှောင်328ဦးဟာထိုင်းဘက်ကိုထွက်ပြေးရောက်ရှိခဲ့တယ်လို့ Bangkok Post သတင်းဌာနကဖော်ပြပါတယ်။ KNL KNDU နဲ့ပူးပေါင်းတပ်တွေဟာထိုင်းနယ်စပ်နဲ့9ကီလိုမီတာ၄မိုင်အကျော်ကွာလောက်မှာလေးပနာဒီခေါ်တခေါပီခွီးစကန်ကိုမေလ9ရက်နေ့မှာအပြစ်သက်သိမ်းယူခဲ့ပါတယ်။ ဒါပြင်တနင်္သာရီတိုင်း KNL တက်မဟာလီနေမီတွေကမြန်မာထိုင်းနေဆက်အဓိကကုံသွေးရေးစခန်းရှိတဲ့ Tiki နေဆက်ကုံသွေးရေးကိုထိန်းချုပ်ထားတဲ့ Tiki scan ကြီးကိုလည်း KNL PDF နဲ့ပူးပေါင်းတက်တွေကမေလ9ရက်နေ့မှာတင်ပိုက်ခဲ့ပါတယ်။တခေါပီ Quick scan ကိုတင်ယူပြီး KNL တက်မဟာခုနှစ်နေမြန်မာရှိတဲ့နေဆက်ကအခြား scan တစ်ခုကိုလည်းမေလ9ရက်ညကစပြီးတိုက်ခိုက်တာနေမှာတိုက်ပွဲတွေပြင်းထန်နေပြီးစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေနဲ့တုံ့ပြန်ခဲ့ကြောင်း ဘန်ကောက်ပို့စ်နဲ့ထိုင်းသတင်းဌာနတွေကဖော်ပြပါတယ်။ The Reporter ဌာနကလည်း KNL KNDO နဲ့ပူးပေါင်းတပ်တွေဟာမေလ9ရက်ကစပြီးစစ်ကောင်စီရဲ့ခမာယာ24တက်ရင်တက်လန့်စစ်ကန်တွေကို drone တွေလက်နက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်နေပြီးထိုးစစ်ဆင်နေတယ်လို့ဖော်ပြပါတယ်။စစ်ကောင်စီတပ်ကလည်းစခန်းမကျအောင်တိုက်လေရင်တွေနဲ့ဘုံကျဲခုခံနေတယ်လို့ဖော်ပြပါတယ်။နောက်ထပ်ထိုင်းမီဒီယာတစ်ခုဖြစ်တဲ့ Concept ရဲ့သတင်းမှာတော့ နေဆက်မှာကရင်တော်လိုင်းရင်အားစုတွေဟာစစ်ကောင်စီကိုနေရောညပါထိုးစစ်ဆင်နေပြီးမေလ10ရက်နေ့မှာပောက်ကွဲတံတွေဆက်လက်ကြားနေရတယ်လို့ဆိုပါတယ်။ပြီးတော့အဲ့ဒီတိုက်ပွဲတွေအတွင်းစစ်ကောင်စီဟာ YAK 130တိုက်လေယာဉ်တွေကိုအုံပြုပြီးဘုံကျဲနေကြောင်းလဲထိုင်းသတင်းဌာနကဖော်ပြသွားခဲ့ပါတယ်။ဒါကြောင့်ကရင်ပြည်နယ်ရဲ့ဖအံခရိုင်နဲ့ထိစပ်ရာထိုင်းဘက်ခြမ်းထက်ပြည်နယ်တဲကမေလဒေသတစ်လျှောက်နေဆက်မှာတော့ထိုင်းနယ်ကြားဆောင်တက်တဲ့စစ်တပ်ကအင်အားအလုံးအင်းဖြန့်ကျက်ပြီးလုံခြုံရေးတင့်ကျပ်ထားတယ်လို့ဆိုပါတယ်။ ထိုင်းဘက်ကိုထွက်ပြေးခိုလုံလာတဲ့စစ်ရှောင်တွေကိုလိုအပ်တဲ့ကူညီထောက်ပံ့မှုတွေပေးအပ်ထားပြီးအိမ်နီးချင်းနိုင်ငံဘက်ချမ်းကစီရေးအခြေအနေကိုဆက်လက်စောင့်ကြည့်နေတယ်လို့ထိုင်းစစ်တပ်ကဆိုပါတယ်။နိုင်ငံနေဆက်နာမှာကရင်တော်လိုင်းအင်အားစုတွေရဲ့စီရေးပြစ်မှတ်တွေကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေဟာထိုင်းနိုင်ငံရဲ့လေပိုင်နဲ့လုံခြုံရေးကိုထိပါးနိုင်ကြောင်းဝေဖန်ထောက်ပြမှုတွေရှိနေပါတယ်။အခုတရေဘတ်အစောပိုင်းတုန်းက ကန်ချနာပူရီမှာမြန်မာစစ်တပ်ရဲ့တိုက်လေယာဉ်နှစီပြန်တန်းနေတာကိုတွေ့ရှိခဲ့ကြောင်းဒေသခံတွေကပြောပေမဲ့ကာကွယ်ရေးဝန်ကြီးဖွန်တန်ဝီချာရာချိုင်ကတော့အဲ့ဒီလေယာဉ်တွေဟာနေဆက်နားမှာကပ်ပြန်ခဲ့ရုံသာဖြစ်ပြီးပြဿနာကြီးကြီးမားမားမဟုတ်ဘူးလို့မှတ်ချက်ပေးခဲ့ပါတယ်။ KNL နဲ့ပူပေါင်းတပ်တွေဟာမြန်မာထိုင်းနယ်စပ်မှာရှိတဲ့စစ်တပ်စခန်းတွေကိုဒီရပိုင်းအတွင်းမှာစက်တိုက်ထိုးစစ်ဆင်သိမ်းပိုက်နေတာ ဖြစ်ပါတယ်ခင်ဗျာ။နောက်ထပ်သိရှိရတဲ့သတင်းတစ်ပုဒ်ကတော့ မြန်မာနိုင်ငံရေးပြဿနာကိုဖြေရှင်းရန်လက်နက်ကင်ပဋိပက္ခရှေ့ရောက်နေခြင်းမှာမှားယွင်းနေကြောင်းနိုင်ငံရေးပါတီများကတက်တည်ပြရန်ဒေါက်တာအေးမောင်ပြောဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာမြန်မာနိုင်ငံရေးပြဿနာတွေကိုဖြေရှင်းဆောင်ရွက်ရမှာလက်နက်မှတာလျင်နိုင်ငံရေးပြဿနာဖြေရှင်းဆောင်ရွက်ရမယ်လို့အယူအဆနဲ့လက်နက်ကင်ပဋိပက္ခများရှေ့ရောက်နေခြင်းမှာမှားယွင်းနေကြောင်းရခိုင်ဦးဆောင်ပါတီ EFP ခေါင်းဆောင်ဒေါက်တာအေးမောင်ကပြောကြားလိုက်ပါတယ် ယမန်နေ့မေလ၁၀ရက်နေ့မှာရန်ကုန်မြို့ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ USDP ရုံးမှာနိုင်ငံရေးပါတီများတွေ့ဆုံဆွေးနွေးပွဲမှာဒေါက်တာအေးမောင်ကရင်းကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။ရင်းတွေ့ဆုံပွဲကိုစစ်ကောင်စီလက်အောက်ခံနိုင်ငံရေးပါတီ23ပါတီတက်ရောက်ခဲ့ကြပြီးမြန်မာနိုင်ငံရေးအခြေအနေများကိုဆွေးနွေးခဲ့ကြကြောင်းသိရှိရပါတယ်။လက်ရှိကာလမှာအားလုံးသိတဲ့အတိုင်းပဲနိုင်ငံရေးပါတီတွေကနောက်ကိုဆုတ်သွားတယ်။လက်နက်ကင်ပဋိပက္ခရှေ့ကိုရောက်ပြီးခါမှလက်နက်မှသာလျှင်နိုင်ငံရေးပြည်ထနာကိုဖြည့်ရှင်းနိုင်မယ်ဆိုတဲ့ဟာ သွားပြီးဒီဥစ္စာမှားကြောင်းကိုကျွန်တော်တို့တက်တည်ပြဖို့လိုပါတယ်အဲ့ဒါလို့မှားကြောင်းတက်တည်ပြဖို့နိုင်ငံရေးအဖြစ်ကျွန်တော်တို့တွေဟာပါတီတွေဘလောက်ပဲကွဲကွဲညီညွတ်ပါတယ်လာမယ့်9နှစ်တာကာလမှာဒီလိုပဲနိုင်ငံရေးအချက်အသေးကိုတကယ်စုပေါင်းပြီးခါမှဖြည့်ရှင်းသွားပါတယ်ဆိုတဲ့ဥစ္စာမျိုးကိုဒီနာဆာကရဲ့9နှစ်တာအလွန်ကာလမှာတည်ငြိမ်အေးချမ်းပြီးမှဒီလက်ရှိ9နှစ်နဲ့ဆက်ဆက်တဲ့အားတစ်ခုဖြစ်အောင်လုပ်ဖို့ကျွန်တော်တို့စူးစမ်းပြီးမှဝိုင်းဝန်းတည်ဆောက်ဖို့လိုပါတယ်လို့ဒေါက်တာအေးမောင်ကပြောပါတယ် ရင်းပြင်မြန်မာနိုင်ငံရဲ့နိုင်ငံရေးပြဿနာများပြည်တွင်းစစ်များဆက်လက်ရှိနေပြီးနိုင်ငံဖွံ့ဖြိုးတိုးတက်မှုနဲ့တည်ငြိမ်အေးချမ်းမှုမရရှိခြင်းမှာပါတီစုံစနစ်ကျင့်သုံးခြင်းကအဓိကအကြောင်းရင်းတစ်ခုဖြစ်ပြီးတပ်ပါတီစနစ်နဲ့မြန်မာနိုင်ငံကိုပြန်လည်တည်ဆောက်ရေးကိုဒေါက်တာအေးမောင်ကဆိုပါတယ်မြန်မာနိုင်ငံရေးစစ်ရေးတင်းမာမှုကျွန်တော်တို့လိုအပ်တာကတည်ငြိမ်အေးချမ်းတဲ့မြန်မာနိုင်ငံရေးအခွင့်အရေးအဲ့ဒီအခင်းအကျင်းကိုမရဘဲနဲ့ဘယ်လို့မှဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံအသစ်အဖြစ်မတည်ဆောက်နိုင်ပါဘူး ကျွန်တော်တို့အားလုံးညီညွတ်နိုင်မှပေါင်းစည်းနိုင်မှကျွန်တော်ပထမပြောသလိုတပါတီအဲ့ဒါစဉ်းစားဖို့လိုပါတယ်တပါတီမဖြစ်နိုင်တောင်မှရွေးကောက်ပွဲမတိုင်မီမြန်မာနိုင်ငံရေးလိုအပ်ချက်ကအမျိုးသားညီညွတ်တယ်ဆိုတော့စုပေါင်းဆက်ပေါင်းနိုင်ငံရေးအဖြစ်ညီညွတ်တယ်တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကိုရောက်အောင်ခြိတက်မယ်ဆိုတဲ့မူနဲ့သွားမယ်ဆိုရင်ပါတီတိုင်းအားလုံးညီညွတ်ဖို့လိုပါတယ်လို့ပြောပါတယ်နိုင်ငံရေးပါတီများညီညွတ်ပြီးတိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်လှုံ့ဆော်ရမယ်လို့ဒေါက်တာအေးမောင်ကဆက်လက်ပြောဆိုပါတယ် ကျွန်တော်တို့လက်ရှိကာလကိုလွတ်လပ်ရေးခေဥ်ကာလလို့ပြန်စင်းစားဖို့လိုပါတယ်။အဲ့ဒီအတိုင်းသွားရင်မညီညွတ်ဘူးတက်တယ်ဖြတ်တယ်အခုတဘာဝဘေးအန္တရာယ်ကြရောက်တယ်ငလင်ကြောင့်ပြည်သူတွေအများကြီးတေးတယ်စစ်ကြောင့်တေးတာဒုက္ခတွေတန်းကြော်ပြီ။အဲ့ဒီတော့ပြန်လဲတိဆောက်ရေးအတွက်ကျွန်တော်တို့ညီညွတ်မှရမယ်။အဲ့ဒီမှာတပါတီလိုအပ်ပါတယ်။ကျွန်တော်တို့ဘယ်လိုညီညွတ်အောင်လုပ်ကြမလဲ။ရုရှားလိုဘယ်လိုတိဆောက်မလဲ။ဗီယက်နမ်လိုတိဆောက်မလား။ကမ်ဘောဒီးယားကတပါတီစနစ်နဲ့ဘာကြောင့်အဆင်ပြေနေတာလဲ။လာအိုတရုတ် ဘာကြောင့်တည်ငြိမ်နေကြတာလဲကျွန်တော်တို့စဉ်းစားဖို့လိုပါတယ်လို့ပြောပါတယ်။တပါတီစနစ်နဲ့တိုင်းပြည်တိဆောက်ပါကဖွံ့ဖြိုးတိုးတက်မှုမြန်ဆန်ပြီးပြည်သူများလုံခြုံအေးချမ်းကြောင်းနဲ့လက်ရှိမြန်မာနိုင်ငံမှာလူမျိုးပေါင်းစုံပါတီပေါင်းစုံလက်နက်ကင်ပေါင်းစုံနဲ့ပြည်ပခန့်များအလွန်ရှုပ်ထွေးနေကြောင်းဒေါက်တာအေးမောင်ကပြောဆိုခဲ့ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါ။အခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်။နောက်ထပ်တော်လိုင်းသတင်းတူးများနဲ့ပြန်လာခဲ့ပါမယ်။ မြန်မာပြည်သူပြည်သားအပေါင်းအကြံဖတ်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နေတဲ့ကိုအချိန်တိုအတွင်းရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်တရင်ဌာနမှာဆုတောင်းလိုက်ပါတယ်ခင်ဗျာ။